အမေတို့အဖေတို့ကိုစိတ်ချမ်းသာစေခြင်းလားဟောဒီမိကွန်းတစ်ခုထုတ်တယ်ဟာအမေတို့ဖေတို့ကိုစိတ်ချမ်းသာစေခြင်းလို့တန်ပြုစုနေတာပဲအေးအမေတို့ဖေတို့ကိုတကယ်စိတ်ချမ်းသာစေခြင်းငါသားဆင်းရဲဒုက္ခရောက်နေတာပြန်မှန်းတာကိုမကြည့်ရဘူးအဲ့တော့အမေတို့ဖေတို့စိတ်စိတ်မချမ်းသာဘူးစိတ်ဆင်းရဲနေတယ်အဲ့တော့သားပါလို့ပြရမယ်ငါသားမိမ့်မမြန်မြန်อยู่ဒီလိုတိုက်တွန်းတာ အဲ့ဒါငါသာရမေဘမေဘူးဆိုလို့ရှိရင်တော့ပြင်အဲ့ဒါအမေကသွေးတော်ယောဂရှိတယ်ဒိုင်းကနေဆိုလဲပြီးတော့သေသွားနိုင်တယ်အဖေကနှလုံးယောဂရှိတယ်ဒိုင်းကနေဆို သေသွားနိုင်တယ်အဲ့ဒီကနေ့ခေတ်စကားနဲ့ပြောတာဟိုတုန်းကတော့သွေးတော်လုံးလုံးရှိချင်မှရှိမှာပေါ့အခုကတခုခုအဲ့ဒါသမီးတွေသားတွေအဲ့ဒါအိမ်အောင်ချပေးခြင်းပြီဆိုသူကသွေးတော်နဲ့နှလုံးနဲ့အဲ့ဒါနဲ့အရင်ကင်တာပဲဟုတ်သလားမဟုတ်ဘူးလားမေးတဲ့ အဲနင့်မေကသူတို့ရှိတယ်နော်နင့်အမေကိုစိတ်ဆန်းသာအောင်ပြောလိုက်စိတ်ဆန်းသာအောင်ပြောလိုက်ခေါ်အဲ့ဒါစိတ်ဆန်းသာစေခြင်းလားဆိုတော့စိတ်ဆန်းသာစေခြင်းပါတယ်ဆိုတော့ဒိုင်းဒီလောက်တောင်မှအမေတို့ဖေတို့ကဒါကိုအိမ်အောင်ချပေးခြင်းနဲ့ဆိုရင်အိမ်အောင်ပြုတ်မှအမေတို့ဖေတို့စိတ်ဆန်းသာမယ်ဆိုလို့ရှိရင်အမေတို့ဖေတို့ရဲ့စိတ်ဆန်းသာရေးကိုတွဲလို့တန်းခေါင်းညှိလိုက်ပြီ အဲ့ဒါခေါင်းချိန်လိုက်တဲ့အခါကျတော့ဘိုးကြီးနဲ့ဘွားကြီးကအဲ့ဒါသူတို့သဘောတူတဲ့မျိုးသမီးနဲ့တယောက်နဲ့လက်ထပေးလိုက်တဲ့ဆွလိုက်ကြသောဘေးသားရဲ့အဲ့ဒါလက်ထပေးလိုက်တဲ့အခါကျတော့ချွေးမလေးအိမ်ပေါ်ရောက်လာတာပေါ့အိမ်ပေါ်ရောက်လာပြီးတော့ရှင်မောကလန်းလောင်းမျိုးကောင်းသားကပြမစီပွားထွက်ရှာ ချာလို့ဖွေလို့ရတဲ့စီဝါဇတိတလည်းထဲအာဇနိတဲကချက်ပြုတ်ကျွေးမွေးမြဲမမြဲအဲ့ဒီအဟိုးကြီးဘွားကြီးတွေကိုပြုစုပါတဲ့အစောပိုင်းတော့ကတော့အစောပိုင်းတော့ကတော့ပြုစုတဲ့ဗေဒတ်ကြီးတော်လေးကိုပြုစုပါတယ်သူလည်းမဆိုးပါဘူးချွေးမှဆိုတဲ့အတိုင်းပဲချွေးကိုမပေးတာပဲအဲ့ဒါပြုစုရင်ပြုစုရင်နဲ့ကြာတော့ဘာဖြစ်လဲတလား၊နှစ်လား၊သုံးလား၊လေးလား၊ငါးလား၊၆လား၊ခုနှစ်လား၊ရှစ်လားတစ်နှစ်ရောက်လာတော့ နေတိုင်းကြီးမျက်စိမမြင်တဲ့လူဆိုတော့ရေချိုးလဲတွဲပေါ်သွားတာတယောက်တည်းကိစ္စမီနှစ်ယောက်လုံးပြီးတော့ဝယ်စားလဲပေးရအဘွားကြီးတနခါလိမ့်မေးရအဖိုးကြီးအဖိုးကိုပေးရတော့ကြထမင်းစားမယ်ဆိုပြင်းမေးရတော့ကြဟာရှူပေါင်းရှင်နဲ့ရှူပေါင်းရှင်နဲ့တွဲပြီးလိုက်ဖို့ရတယ်ဆိုတော့ကြာတော့ဘာဖြစ်လဲညင်းညူလာတယ်ကြာတော့ဘာဖြစ်လဲမရင်တိုက်ရင်အေးအဲ့ဒါပဲအဲ့ဒါပဲကြာတော့ညင်းညူလာတာပဲအဲ့ဒါအိုရင်မကောင်းဘူးအိုရင်ကောင်းလား မြတ်စွာဘုရားကဇရာဒုက္ခတဲ့ဘာဒုက္ခတဲ့လဲအေဩရာမကောင်းမှုဝိဒ္ဒယီအဲ့ဒါလူဩဟာမကောင်းမှုလူဩဟာမကောင်းမှုမကောင်းမှုဆိုလို့မနေရတဲ့အဲ့ဒါပြောမယ်စမ်းမိလို့မနေရဘုရားရိတ်တာသွားသေးတယ်ဘုန်းကြီးညနေပိုင်းဘုရားရိတ်တာရောက်လို့အဲ့ဒီမှာလူဩတွေပေါ့လေသိတဲ့အတိုင်းဘုရားရိတ်တာဆိုတဲ့အတိုင်းလူဩတွေအဲ့ဒါမနေ့ကဘုန်းကြီးကတရားစခန်းသွားဖွင့်မင်းမလို့ဘုရားရိတ်တာပါ ။ဒါပြန်မနေ့6နာရီရောက်သွားမယ်ဘောဝိဒ္ဓတရားစက္ကန့်9ရက်သွားဖို့မင်းမလို့အဲ့ဒါမနေ့ကကြိဒါကိုသွားတာဘောဝိဒ္ဓသွားပြီးတော့ဟိုးတွေဖွားတွေခေါ်ပေးပါအောင်လို့။ဒါတော့သွားခေါ်ပြီးတော့လာတယ်။ဒုံဒုံကြီးတွေနဲ့ရောက်လာဒုံဒုံကြီးနဲ့ရောက်လာပြီးတော့အဲ့ဒါအနာကထိုင်ပြီးတော့ရှင်မင်းခေါ်တယ်ဆိုလို့တယ်အေးဟုတ်တယ်လို့အဲ့ဒါနဲ့ပြန်ကတရားစက္ကန့်လာဖွင့်မယ်။ငါကြီးတို့ငါကြီးတို့ရှိမှာအဲ့ဒါဥပ္ပိုလ်လည်းမဆောက်ပါတရားလည်းမနာရတရားလည်းအာမထုတ်ရနဲ့ဘယ်လိုလဲဘဝနေဝင်ကြရောက်နေကုန်ပြီ အဲ့ဘုန်းကြီးကပြောသလိုနားထောင်နားထောင်နေပြီးမမဗျာတဲ့မှတ်ပါမယ်အမနဲ့ပြင်ငါကတပတ်ခါကဆက် ပြီးတော့အဲ့ဒါယောဂီဖြစ်ပြီနော်ဓမ္မဖေဟာယောဂီဆိုတာယောဂီလိုနေရတယ်ဓမ္မနေပါမယ်တဲ့အေးယောဂီဆိုတာစကားမပြောရဘူးဟိုဒီဒီရှောက်မသွားရဘူးထဲရှောက်မကောက်ရဘူးတို့အားရင်ထဲရှောက်ကောက်တာဘာကြီးတွေဟာတရားပင်ခိုင်းအချောက်တွေကြအဲ့ဒါတွေကောက်စုမိဖို့လဲသွားဖို့ဘယ်လိုလုပ်ရတာဟုတ်တို့တို့ဟာ အဲ့ဒါဝါကြီးတယောက်တွေ့တယ်။ဘာလို့မိဖို့တွေဝိုင်းပြီးတော့ဝရဝဆဝိုင်းလုံပေးနေတယ်။အဲ့တော့တရားစကားဖွင့်တဲ့ချိန်ကစပြီးတော့အဲ့ဒါအဲ့ဒါတွေလည်းမလုပ်ရဘူး။ငင်းငင်းဆင်းဆင်းလေးနေရမယ်။ဘယ်လိုလဲနေနိုင်မှာမလား။မမနေပါမယ်ခင်ဗျာ။အဲ့ဒါတကကြီးတယောက်ကပြောတယ်ဘုန်းကြီးကိုရှင်ဖရားတယ်တပြီးတော့နေမကောင်းဘူးတဲ့။ဟာခင်ဗျားလည်းတရားစကားဖွင့်ဖို့ဆိုတာနေမကောင်းဘူးလားလို့။မဟုတ်ဘူးတဲ့နေမကောင်းတာ၃ရက်ရှိနေပြီတဲ့။အဲဆေးကမသွားဘူးလားလို့ဘုန်းကြီးကမေးတော့ ရှာဝင်ကလည်းမလာဘူးတဲ့အေးမလာရှေးကန်းသွားဘောလို့ဆိုတော့ရှေးကန်းသွားတဲ့ကမဆန်လည်းမရှိဘူးတဲ့ဖြစ်ပုံကပရိသတ်ရဲ့အဲ့ဒါဖျားနေတာသုံးရရှိပြီတဲ့ရှာဝင်လည်းမလာဘူးရှေးကန်းသွားတဲ့ကမဆန်လည်းမရှိဘူးဟာအိုဒုက္ခဟာတော်တော်ဒုက္ခရောက်တာပဲအဲ့ဒါနဲ့ဘုန်းကြီးကကဲမဲပြင်ကတရတော့အောက်ပြီးတော့နေလို့အဲ့တဘက်ကကြတော့ခေါ်လာမယ်လို့အဲ့ဒါရှေးကူဖို့ပါလို့တော်တော်တင်မဖေးရဆိုပြီးတော့တို့တို့ပြောဆိုကိုပြောကြင်တာကအဲ့ဒါမဟုတ်ဘူးအဲ့ဒါနဲ့ဒကာကြီးတယောက်က ကဲပြန်ကြပြန်ကြလို့ဆိုဘုန်းကြီးကပြန်ခိုင်းတော့ပြန်တော့တခါကြီးတယောက်ကစီးမလွတ်ဘူးဘေးတရစီးမလွတ်ဘူးထလိုက်တာကစီးတွေထွက်ကြအောင်ဩအဲ့ဒါဘေးနားကအဖွားကြီးတွေကမေးထိုးတယ်မေးထိုးရဆိုရင်ကြစ်ပေါ်လေးဟိုမှာညက်ညက်ပတ်ပတ်နဲ့ဘုန်းကြီးရှိမှာပေါ့ဖွားကြီးတွေကဘုန်းကြီးတို့မေးထိုးတာအဲ့ဒါနဲ့ဘုန်းကြီးကလည်းပဲပစိုးလေးဟိုပဲလှဲ့ဝဲဘုန်းကြီးကြည့်တယ်အဲမလွဲပါလားလို့အဲ့ဒါ အဲ့ဒါသူတို့ဖွားကြီးတွေပြန်တော့ဟိုဖွားကြီးတယောက်ကထတယ်ကုံပြီးထတယ်ကုံပြီးထထလို့မရဘူးထလို့မရတော့ဟိုဖွားကြီးကတွဲမဲ့ဖွားကြီးကသူ့တောင်မွေးလေးဘေးချတောင်မွေးလေးဘေးချပြီးတော့သူကတောင်မွေးထောက်တဲ့လူကဟိုတောင်မွေးမထောက်တဲ့လူကထူပါမှာအဲ့ဒါတောင်မွေးလေးဘေးချပြီးတော့သူကထုတယ်ထုတော့အဲ့ဒါသူရောအဲ့ထုတဲ့ဖွားကြီးကနှစ်ယောက်လုံးပက်လက်လန်လဲဖြစ်ပုံတွေကဖြစ်ပုံတွေကဘုရားရေးတာပါကလည်းအဲ့ဒါနဲ့ဘုန်းကြီးကပါလာတဲ့ကျောင်းသားလေးကိုမျက်စာပြပြတယ်ထုပေးလိုက်လို့ပေါ့လေ အဲ့တော့အဲ့ဒီလူကြီးဘုရားပြည့်တဲ့ကြီးအိုပြီးတော့တေရတာဟာကောင်းသလားအဲ့အိုဒုက္ခကြီးကကောင်းသလားကောင်းသလားခြေစမ်းပါဦးခုမှဒုက္ခရောက်လိုက်တာကိုကျင်ကြီးကျင်ငယ်ကိုအငြိအကြီးတောင်မှကိုကကိုအဲ့ဒါဘယ်လိုလုပ်လဲစဉ်းစားကြည့်တာညဘုရားရေဘိုးဘာရေကသွားပြီးတော့လေပြန်လာစဉ်းစားတယ်ညကအိတ်မပြောဘူးအဲ့လောက်ကြီးမအိုခြင်းဘူးလို့ပြေတာကအိုခြင်းလား 80 90 80တုံတုံကြီးအိုးမင်းမင်းကြီးနေခြင်းလားအဲ့ဒါဆိုဘယ်အရွယ်သေးခြင်းလဲပြောဒွေးလို့52နှစ်နဲ့သေးခြင်းလားပြောဟမ်အိုးတော့လည်းမဟုတ်ရှင်ဘူးတဲ့ကဲအေးစမ်းပြီလို့ပြောဦးမယ်ဒွေးတပြီနောက်နေ့ဒွေးတပြီနောက်နေ့ဘုန်းကြီးရံကိုရောက်သွားတော့ကားကောင်းထဲမှာဟိုမီးပိုက်မှာကားရထားတာအဲ့ဒါနဲ့ဗါလဲစားဆောင်လေးတွေရောင်းလာမိတ်တူပို့ပြီးတော့ဖတ်ကြည့်တာဟာ ဒွေသေးတယ်ဒွေသေးတယ်ဒွေကြောင်းနေကြီးဖတ်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 ပြီးတော့အဲ့ဒါလေးယူလာယူလာပြီးတော့ခေါင်းကြီးကဟုတ်ပြော်ဝဲယူသွားတာပြော်ဝဲယူသွားပြီးတော့ပြော်ဝဲမှာပြတာပေါ့လေကိုယ်ကမှကိုတော်တို့ဒွေသေးတာဟောဒီမှာလို့ဆိုပြီးတော့အဲ့ဒါဒီမှာလာနေတဲ့သူဝန်ကြောင်းဆရာတော်နဲ့ခေါင်းကြီးနဲ့နှစ်ပါးအဲ့ဒါထိုင်ပြီးတော့စကားပြောပြောတော့ပြောတဲ့စကားလေးပြောဦးမယ်ခေါင်းကြီးချင်းချင်းပြောတဲ့စကားအခုမှလူကြားတဲ့ခြားပြောရတာဟုတ်လားအဲ့ဒါနဲ့ဝန်ကြောင်းဆရာတော်လို့တွေးတော့သေးပြီလို့52နှစ် လာဆောရုံပဲရှိသေးတယ်42နှစ်ပြည့်လို့42နှစ်တည်းလာဆောရုံပဲရှိသေးတယ်လို့အဲ့ဒါသေပြီလို့ဟောဒီမှာလို့ကြားတယ်တဲ့တပည့်တော်တို့တဲ့အဲ့တော့ကောင်းတယ်ကိုတော်တဲ့အဲ့လိုသေးရတာလေဟောသူကတပည့်တော်လည်းဆူတောင်းနေတယ်တပည့်တော်လည်းဆူတောင်းနေတယ်သေလို့ရှိရင်အဲ့ဒီလိုဖြုံဖြုံတိုင်းတိုင်းဖြတ်ခနဲ့စောစားနေရင်လည်းစောလုံးလေးပသက်ထဲနှလုံးသုံးလုံးပဲထည့်ရသေးတယ်မူတယ်မူတယ်ဆိုပြီးတော့ထိုးလဲပွေ့လိုက်အသက်မရှိအဲ့လိုသေးတာကောင်းတယ် ရေချိုးနေတဲ့ရေလေးတစ်ခွက်နှုတ်ခွက်ပဲလောင်းရသေးတယ်။အဲအဲ့ဒီလိုပြုံးနေလဲပြီးတော့သေးတယ်။တပ်ပွေမရှိတော့ဘူးသေသွားပြီ။အဲ့ဒီလိုသေခြင်းမျိုးကောင်းတယ်။တပည့်တော်ကအဲ့လိုသေခြင်းနဲ့။ तू ကအဲနဲ့ဝန်းချောင်းဆရာတော်က तू ကအဲ့လိုသေခြင်းနဲ့တဲ့။ဘုန်းကြီးကစမေးတာဟုတ်ကိုတော့ဘလို့သေခြင်းတော့လို့မေးတော့ तू က तू သေခြင်းမုံလေး तू ပြောပြတာပါ။အဲ့တော့မင်းကဘုန်းကြီးပဲလှည့်လာတယ်။ဥဒိသောကဘလို့သေခြင်းလဲ။ ကိုကမေးပြီဆိုတော့ကိုယ်လည်းပြန်မေးပြီကိုတပည့်တော်ကတော့ဘုရားလို့ဘယ်လိုသိခြင်းတော့ဆိုရင်တော့သိခံနီးမှ15ရက်လောက်ဖြားခြင်းလေလို့ကြီးကြီးကျယ်ကျယ်ယောဂမဟုတ်ဘူးတော့သိခံနီးဘယ်နှရက်လဲ15ရက်လောက်ဖြားခြင်းနဲ့အပူလည်းဒါအသက်ကြီးမဟုတ်ဘူးဟိုတရား3တရား4မဟုတ်ဘူးတရားတရား1လောက်ဆိုတော်ပြီတရား3တရား4ဆိုခေါင်း6ချားတွေဖြစ်ပြီးတော့ဘာတွေ6ပြောမှမသိဘူးတော်ကြကြ ဲ့တော့အဲ့ဒီလိုလည်းပဲအဲ့ဒီလိုလည်းပဲအဖျားလက်တအားမချီးဘူးပေါ့အဖျားတရားတက်လောက်နဲ့အဲ့ဒီလိုလေးဖျားပြီးတော့ကိုလေးငွင်းငွေဖျားပြီးတော့နည်းနည်းအစားလေးပြက်ပေါ့လေထမင်းဆွမ်းတဲ့ပကံဆိုလည်းတပကံလောက်တော့စားနိုင်သေးတယ်ပေါ့ခြံမျိုးဆိုရင်လည်းပဲတပကံလောက်တော့တောက်နိုင်သေးတယ်ပေါ့အဲ့ဒီလိုအနေထားမျိုးလေးနဲ့၁၄၅ရက်လောက်ဖျားပြီးတော့ကိုကိုကိုသိပြီဟဲ့ငါတော့ဒီတောင်ကကြော်မှာမဟုတ်တော့ဘူးအဲ့တော့ငါဘာလုပ်မလဲတရားမှမှဖြစ်တော့မယ်ဟော ငါတသက်ကိုလေးပါလေးပွင့်ပေးပါဦးဟဲ့ငါတရားလေးပါလေးနာပြရစီအောင်ဟဲ့ဆိုပြီးတော့အဲ့လိုတရားလေးပါလေးနာပြီးတော့အဲတရားလေးပါလေးမှတ်ပြီးတော့တပည့်တော်ကဘဝကိုနေကုန်ချုပ်ရှင်တယ်။ gain အဲ့ဒါဘုန်းကြီးနှစ်ပါးဟိုကတော်ကရုံးနဲ့တိုင်းကနေသေးခြင်းနဲ့ဘုန်းကြီးက59ရက်လောက်ဖြားခြင်းနဲ့အဲ့ဒါဒုဗိယသလည်းမေးပြရစီအောင် အဲ့ဒါဘယ်လိုပုံစံနဲ့သိခြင်းတုံးလို့ဆိုတာကိုအဲ့ဒါဘယ်သူပဲလိုက်မနေပြောအမေ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 